ဆိုရင်အခုကဒီနေ့ကဝင်းကျိတ်ချမိန်သင်ခန်းစာလှည့်နော်ဝင်းကျိတ်ချမိန်ဒီစာထုတ်ထားတဲ့စာအုပ်ရဲ့စာမျက်နှာနံပါတ်30ဆက်တင်မှာပါတယ်နော်စာမျက်နှာနံပါတ်30ဆက်တင်မှာပါမယ် ဆိုလို့ရှိရင်အခုပထမဆုံးရေးထားပေးတဲ့မယ်အကုန်လုံးပဲเนาะခါပက်ပက်လေတိုင်းနဲ့ခါပက်ပက်လေတိုင်းနဲ့တင်တိုင်းတဲ့ခါကြလို့ရှိရင်တင်အမောက်ဆုံးနေရာပက်ပက်လေကိုတိုင်းမယ်เนาะခါပက်လေတိုင်းနဲ့တင်အမောက်ဆုံးနေရာပက်ပက်လေတိုင်းနဲ့ပြီးတဲ့ခါကြလို့ရှိရင်ခါမခြေပြအရှိကိုတိုင်းနဲ့ပြီးရင်ခွင်းတမင်ကိုခွင်းညစ်တမင်ကိုဘယ်လောက်ဖြတ်ရမှန်းမသိဘူးဆိုလို့ရှိရင်ဒီမှာအကုန်လုံးပြပေးထားတယ်တင်ဘလောက်ထိဆိုလို့ရှိရင်3000တော့3000တော့နှစ်လက်မှ4000မှရော်4000ပြည့်စသဖြင့်အလုံးပျော်ပြီးသားသူတင်တဲ့သူတွက်ပြီးတော့ဖြတ်လိုက်ရုံပဲเนาะဒီမှာခုခြေလို့ဖြတ်လာခဲ့ပြီပေါ့เนาะပုံစံအသေးနဲ့ချုပ်ပြမယ်အကြီးဆိုလို့ရှိရင်ဟိုရိုက်ပြရတာမရှင်းပါဆိုလို့မ ပါလို့เนาะပထမဆုံးပိတ်ဆာကိုအလာချင်းပူပြီးတော့လေးကောက်ခောက်လိုက်တယ်အလာချင်းပူပြီးလေးကောက်ခောက်ပြီးပြီဆိုလို့ရှိရင်ခြေပြားဘက်ကပေါ့เนาะခြေပြားဘက်ကနေတိုက်နေတိုက်ပြီးတော့အရှိမှတ်ပြီးတော့မြင်းဆွဲထားတယ်ဆွဲထားပြီးပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့အရှိပေါ့ကိုလိုချင်တဲ့အရှိမှာအောက်ခြေပြားစာထည့်ပေါင်းထားတယ်เนาะခောက်စာထည့်ပေါင်းထားတယ်ခြေပြပြတာเนาะခြေပြမှာဘယ်လောက်ထည့်ပေါင်းမလဲဥမာကိုကလက်မဝတ်ခောက်ချင်လက်မဝတ်ထည့်ပေါင်းတလက်မခောက်ချင်ရင်တလက်မထည့်ပါเนาะပြီးရင်ဒီအပေါ်မှာအရှိန်ညှက်လိုက်ပြီးတဲ့အခါကျလို့ရှိရင်လည်းဒီအပေါ်မှာ ဟိုကပတ်ပြတ်တတ်မှာပေါ့နော်ကပတ်ပြားအထက်ဆင်ပြားသူမဟုတ်လည်းဒီပိစာအလှနဲ့ပြန်တတ်မှာမို့လို့သူ့ကိုလည်းချုပ်စာလက်မဝက်ချန်တယ်ဆိုတဲ့ခါကျတော့ခါကနေခြေပြားထိရှိတဲ့အရှိကိုတစ်ခွဲပေါင်းလိုက်ရပြီတစ်ခွဲသည်တလက်မခောက်ဖို့နဲ့အပေါ်ချုပ်စာအတွက်နော်အခုပေါင်းပြီးပြီဆိုလို့ရှိရင်ဒီမှာဖြတ်လာပြီးပြီနော်ကျဲနှာကနှာခါမပြောတော့ဘူးဇက်တိုက်ပြောသွားမယ်ဗီဒီယိုအရင်ရှည်နေမှာဆိုလို့နော်မရှင်းလို့ရှိရင်အနောက်ကိုရစ်ပြီးတော့ပြန်ကြည့်ပါโอเคရပြီဆိုလို့ရှိရင် มาရပြီပေါ့ရပြီပြီဆိုလို့ရှင်ဒီအောက်ဖြားကိုအရင်ဆုံးတစ်ချေတော့ကိုဘလောက်ခောက်มาလဲပေါ့တလက်မဆိုတလက်မလက်မဝက်ဆိုလက်မဝက်မိဘူးနဲ့တိုက်ပြီးတော့ခောက်လိုက်တကယ်လို့လက်ချုပ်လိုက်မယ်ဆိုလို့ရှင်မိဘူးတိုက်ခောက်ပြီးတော့တစ်ခါလက်ချုပ်လိုက်ခဲ့လိုက်မဟုတ်လို့ရှင်မိဘူးတိုက်ခောက်ပြီးတော့ခြီးကျဲနဲ့အကြံတွဲခဲ့လိုက်နော်ဆိုရင်အခုနားခောက်လာခဲ့ပြီပေါ့နော်အနားခောက်လာခဲ့ပြီပြီးပြီဆိုတဲ့ခါကြလို့ရှင်လို့ရှင်ရင်တစ်ချေတော့ဒီမှာ ိတ်အလှနဲ့ကိုနဲ့ကက်ပိတ်အလှနဲ့ကိုနဲ့ကက်ဆိုတာပိတ်ဆိုင်အတဲ့ပဲပေါ့ပိတ်ဆိုင်အတဲ့ပဲအချမ်းနဲ့ခန္ဓာကိုယ်နဲ့ကက်လိုက်ပေါ့ခန္ဓာကိုယ်ဘယ်နဲ့ကက်လိုက်မယ်ကက်ပြီးတဲ့ခါကျလို့ရှင်လို့ရှင်ဘယ်ညာခွဲလို့ရအောင်လို့နော်ဟိုမျက်စိရှိမှမလှအောင်ထားတာထားပြီးတဲ့ခါကျလို့ရှင်ဖုံးနေပဲရဲ့စန့်ကျင်ဘက်ကနေပြီးတော့မှအမှတ်မှတ်မယ်။ဥပမာကိုယ်ညာဘုံဆိုလို့ရှိရင်ဘယ်ဘက်ချမ်းအနေမှတ်မယ်နော်။ညာဘုံဆိုရင်ဘယ်ဘက်ကမှတ်မယ်။ဘယ်ဘုံဆိုရင်ညာဘက်ကမှတ်မယ်။စသဖြင့်နော်။အဲ့တော့ဘယ်ညာခွဲတဲ့အခါမှာမှားတော့မှာဆိုလို့ ပိတ်စားအလှနဲ့ကိုနဲ့ကန်လို့တကယ်ရေးပေးထားတာဒါကြအသေးလေးမို့လို့သိတာနေရပါတော့တကယ်လို့ထမင်ကအရှိန်ချုပ်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာဆွဲကပ်လိုက်တဲ့ခါကြလို့ရှိရင်ဘယ်ညာပေါ်သွားလိမ့်မယ်နော်ရပြီဆိုတဲ့ခါကြလို့ရှိလို့ရှိရင်အခုအဲကိုကညာဘုံချုပ်မယ်ဆိုတဲ့ခါကြလို့ရှိရင်ဘယ်ဘက်ကနေပြီးတော့မှအမှတ်မှတ်ပါပေါ့နော်အမှတ်မှတ်တာဘယ်လောက်မှတ်လဲဆိုတော့ခါရဲ့တဝက်ကိုအမှတ်မှတ်ပါကိုတိုင်းထားတဲ့ခါရဲ့တဝက် ခါကဥပမာ32ရှိတယ်ဆိုလို့ရှိရင်16ပေါ့စသဖြင့်တဝက်မှတ်လိုက်တယ်ခါရဲ့တဝက်ကိုမှတ်လိုက်တယ်เนาะဒီကနေပြီးတော့မှခါရဲ့တဝက်ကိုမှတ်လိုက်တယ်မှတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီတဝက်အမှတ်ကိုကင်တာကင်ပြီးတော့ကျန်တဲ့ဘက်ရဲ့အစရှိเนาะတဝက်မှတ်ကင်တာတယ်ကျန်တဲ့ဘက်ရဲ့အစရှိနဲ့ဒါမျိုးပူလိုက်တယ်ရမယ်เนาะအလားချင်းပူလိုက်တယ်ဒီမှာခေါရိုးလေးဖြစ်သွားပြီเนาะခေါရိုးလေးဖြစ်သွားပြီဒီမှာအလားချင်းပူထားတယ်ဒီခေါရိုးကနေပြီးတော့မှတစ်ချဲတော့အေးတော့ချုပ်အေးတော့တင်ခဲ့ပြီပြီနော်မနေ့ကတင်ခဲ့စာမှာခွာတောက်တို့မဟုတ်တင်တောက်တို့မဟုတ်အေးတောက်အဲ့လိုခေါ်တယ်ဆိုတဲ့ဟာလေးလေးနော် ဆိုတဲ့ခါကြလို့ရှိရင်အဲ့ဒီဥစ္စာကိုတချေတို့က3နှစ်တစ်ခွဲနှစ်နဲ့ချုပ်မယ်ပေါ့နော်3နှစ်တစ်ခွဲနှစ်နဲ့ချုပ်မယ်ဆိုတဲ့ခါကြတော့နော်3နှစ်တစ်ခွဲနှစ်နဲ့အမှတ်လေးတွေမှတ်လိုက်တယ်မှတ်ပြီးရင်ပထမဆုံးထိရနှစ်ခုရဲ့အလဲပထမဆုံးထိရနှစ်ခုရဲ့အလဲအလိုလေးတွေမှတ်တယ်လေခွာတော့ချုပ်တော့ပါလေနော်ဒါဆိုလို့ရှိရင်ဒီမှာအရင်ဆုံး3နှစ်တစ်ခွဲနှစ်လေးကိုကက်ကြီးထိရလေးပေးလိုက်မယ်ညာနော် ွားတောက်တင်တောက်အေးတောက်မှာအလုံးပြောပြီးသားနော်မရှင်းလို့ရှိရင်ပြန်ကြည့်ပေးပါရှင်။အဲဆိုအမှတ်ကလေးတွေမှတ်လိုက်တယ်။မှတ်ပြီးပြီဆိုလို့ရှိရင်တောက်လေးတွေစွဲမယ်။နော်တောက်လေးတွေစွဲပြီးပြီလေးချောင်းစလုံးချုပ်မယ်နော်။ဆိုရင်ဒီမှာတောက်လေးတွေချုပ်လာခဲ့ပြီ။နော်ချုပ်ပြီးပြီဆိုတောက်လေးတွေကိုအလဲလေးကိုစိုက်ပြီးတော့မြှူတိုက်တယ်။အလဲလေးကိုစိုက်ပြီးတော့မြှူတိုက်တယ်နော်။ခွာတောက်နှစ်ချောင်းချုပ်လာခဲ့ပြီ။ချုပ်လာခဲ့ပြီဆိုလို့ရှိရင် ဘေးနှစ်ဖက်ကိုဓာဆက်လိုက်မယ်ပေါ့နော်ဒီဘက်ဘေးနဲ့ဒီဘက်ဘေးကိုဓာဆက်လိုက်မယ်ဓာဆက်မလိုက်ခင်မှာတစ်ချက်အင်းလုံးဓာလေးပြလိုက်မယ်နော်ဓာဆက်လိုက်ပြီးတဲ့အခါကျလို့ရှိရင်တော့မှဒီလိုမျိုးပေးလိုက်ချထားတယ်ချထားပြီးတဲ့အခါကျလို့ရှိရင်ဒီမှာခွဲတဲ့ဘက်နော်ခေါရိုးဘက်မဟုတ်ဘူးနော်ခွဲတဲ့ဘက်ချမ်းခွဲတဲ့ဘက်ချမ်းအနည်းခြေပြားကိုအတွင်းကိုသုံးခွဲဝင်တယ်ချေတော့နော်ခြေပြားကိုအတွင်းသုံးခွဲဝင်လိုက်တယ်ပေါ့ကွယ်ဝင်ပြီးပြီဆိုလို့ရှိရင်ဒီအပေါ်ကနေပြီးတော့အောက်ကိုခါနေပြီးတော့အောက်ကိုဆဲလက်မခွဲချတယ်အဲ့ဒါဘာလို့လဲဆိုတော့ ဖားဝင်မှုအတွက်လေနော်ဖားဝင်မှုအတွက်ဆက်လက်မှကွဲချရတယ်။ပြီးရင်ကိုကချုပ်စာတလက်မှထားမှဖြစ်တဲ့အတွက်ကြောင့်တလက်မှမှတ်လိုက်တယ်။တကယ်တော့အသေးနဲ့လုတ်ပြတာမဟုတ်လို့ short မှတ်တာနော်။ချုပ်စာတလက်မှထားဖို့မှတ်လိုက်တယ်။မှတ်ပြီးပြီဆိုရင်ဒီနှစ်ခုကိုဆက်လိုက်တယ်။ရမယ်နော်။ဆက်လိုက်ပြီးပြီဆိုလို့ရှိရင်အရင်ဆုံးဒီဒီဘက်အဖျားနဲ့ဒီဘက်အဖျားကိုဒါဆက်လိုက်ခွဲလိုက်မယ်နော်။လိုက်ပြီးပြီဆိုတော့မှဒီမှာအခုမှတ်ထားတဲ့မြင်းကြောင်တိုင်းပဲဒီကနေတုတ်ပြီးတော့မှချုပ်မယ်ဒီနားလေးမှာတစ်ချက်တုတ်ပြီးဒီအပေါ်ကိုဟာခဲလှုပ်ခဲမယ်။ဖားဝင်မှုအတွက် ချုပ်လာခဲ့ပြီပြီเนาะဒီမှာအောက်ကိုချုပ်လာခဲ့ပြီးတော့ဒီပေါ်မှာလည်းဓာတ်ဆက်လိုက်လာခဲ့တယ်ပြီးတဲ့အခါကျလို့ရှင်ဒီမှာချုပ်စာချမ်းမဲ့အတိုင်းလေးပဲခောက်ပြီးတော့မိဘူးတိုက်မယ်ဒါလေးရယူပုံတံတန်းလေးချုပ်မှမို့လို့เนาะဒီဘက်ကိုလည်းခောက်ပြီးတော့မိဘူးတိုက်မယ်တိုက်ပြီးတဲ့အခါကျလို့ရှင် ဒီမှာဓာဇနာလေးကနေကပ်ပြီးတော့မှချုပ်မယ်ဒီကြပါဘောနော်ချုပ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 ်တဲ့ခါဒီအောက်နားရောက်သွားတယ်ပေါ့နော်တုတ်ထားတဲ့နားလေးကိုရောက်ပြီဆိုလို့ရှိရင် L လေးထောက်တယ် B လေးမာတယ်မာပြီးတော့ဒီဘက်ကိုတဲ့ပြန်ချုပ်တယ်အဲ့တော့ယူပုံတရံချုပ်တယ်လို့ခေါ်တယ်နော်ဒီဘက်ကိုတဲ့ပြန်ချုပ်တယ်ချုပ်တဲ့ခါဒီဘက်ကျလို့ရှိရင်လည်းဒီလိုမျိုးလေးပဲ L လေးထောက် B လေးမာပြီးတော့တခါပိတ်စာကိုပြန်ကိုေးပြီးတော့ဓာဇနာလေးကနေကပ်ပြီးတော့တလက်မကြောင်ချုပ်သွားမယ်ချုပ်ပြမယ်နော် ဆိုတော့ဒီမှာယူပုံတန်းချုပ်ပြီးသွားပြီเนาะချုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီချက်ကဒါတွေအကုန်လုံးအလှဘက်ကိုလှန်ထုတ်လိုက်ခမင်းတကွင်းလုံးပေါ့เนาะအလှဘက်ကိုလှန်ထုတ်ပြီးတဲ့အခါကျလို့ရှိရင်ဒီမှာချုပ်ထားတဲ့အေးတောက်ခွာတောက်နေရာလေအဲ့နေရာလေးကနေကင်လိုက်ကင်လိုက်တဲ့အခါကျလို့ရှိရင်ဒီမှာအတူစားဘက်ကတစ်ချမ်းအရှည်စားဘက်ကတစ်ချမ်းထွက်လာเนาะเนาะဒီလိုဆိုပုံမြင်ရမယ်ထင်တယ်ဒီမှာဒီတောက်နှစ်ခုကနေကင်လိုက်ရင်အတူစားဘက်တစ်ချမ်းအရှည်စားဘက်တစ်ချမ်းထွက်လာတယ် ရမယ်เนาะဆိုတော့ဒီအရှိစားဘက်ကိုအရင်ဆုံးချဲတော့ဒီမှာတဝက်ထောက်လိုက်မယ်ဒီဒီတောက်နာလေးဒီကပ်ပြီးတော့ခောက်လိုက်မယ်ပေါ့เนาะတောက်နာကိုအရင်မကပ်ပဲနဲ့ချဲတော့တလက်မဝင်ကျင်လောက်လေးခွာပြီးတော့ခောက်လိုက်မယ်เนาะတလက်မဝင်ကျင်လောက်လေးခွာပြီးတော့ခောက်လိုက်မယ်ခောက်ပြီးတဲ့အခါကျလို့ရှိလို့ရှိရင်တလက်မတမုန်နှလက်မလောက်ပေါ့เนาะခွာပြီးတဲ့အခါတဲမထားဘူးမထားဘဲနဲ့ဒီဓာတ်ဆက်ရှိတဲ့ဘက်အစဒီဓာတ်ဆက်ပါတဲ့အစပေါ့เนาะဓာတ်ဆက်ပါတဲ့အစအပေါ်ကိုနှလက်မဆွဲတင်မယ်เนาะဒီအပေါ်ကိုဘယ်လောက်လဲနှလက်မဆွဲတင်မယ်ဒီမှာချလိုက်ပါ ရမယ်နော်မြင်ရအောင်နော်ဒီမှာနှလက်မဆွဲတင်တယ်ဆွဲတင်ပြီးရင်အဲ့ဒီကနေပြီးတော့မှဒီဘက်ကိုဒဲပဲဆက်မယ်ဒီကိုနှလက်မဆွဲတင်ခေါင်ရိုးကနေအောက်ကိုနှလက်မချပေါ့ကွယ်နော်ပြီးရင်ဒီမှာဒဲပဲဒဲပဲဆက်လိုက်ရမယ်နော်ဒဲပဲဆက်လိုက်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီဒဲမြင်ဆောင်အတိုင်းပဲညှက်ချမယ်ရမယ်နော် တင်းမြောင်းတိုင်းပဲညှက်ချလိုက်မယ်ညှက်ချပြီးပြီဆိုတဲ့ခါကြလို့ရှိရင်ဒီနားလေးမှာဒီနှစလုံးပူထားမယ်နော်ဒီနှစလုံးပူပြီးတော့တောက်လေးတစ်ချောင်းလောက်တေးသေးလေးချုပ်မယ်လေးစိတ်တောက်ကလေးနော်လေးစိတ်တောက်ကလေးအောက်ကို၃လက်မလောက်လေးရှည်ပြီးတော့မှဒီမှာ နော်ဒီလိုတောက်တူတင်းလေးတစ်ချောင်းချုံအဲ့ဒါတွေကခါကိုတိမ်အောင်ခါမှာကက်အောင်လုပ်တဲ့ဟာတွေနော်ဒါတွေမပါလို့မရအောင်ဒါလေးတတိလေးကိစ္စမရှိဘူးကြော်ဝါလိုက်မယ်ဆိုမရအောင်ဒါတွေပါမှဒီလိုဆွဲချတာလေးပါမှအောက်ကိုစွန်တောင်မဆွဲနေမှာထမိန်ကသူ့ဘာသူအရှိလမ်းလျှောက်တဲ့ခါကြလို့ရှိရင်မဟုတ်လို့ဒါအောင်မဆွဲတင်ထားဘူးဆိုလို့ရှိရင်လမ်းလျှောက်တဲ့ခါကြလို့ရှိရင်ထမိန်ကိုကန့်နေမှာတုတ်နေမှာထမိန်ကလေဆိုအရှိချမ်းကိုဆွဲတင်ထားရမယ်ပြီးရင်ဒီလိုတောက်လေးတွေစားပြီးတော့ခါကိုကန့်နေအောင်တိမ်ပေးရမယ်နော်ဒါလေးချုပ်ပါမယ် ချုပ်လာခဲ့ပြီပြီเนาะမိပူတိုက်လိုက်ပြီတခါလေဘာပဲချုပ်ချုပ်မိပူတခါလေတိုက်เนาะဒါကဟိုဒီနှစ်ခုပူတဲ့ဟာတခါလေချုပ်သွားလဲရတယ်သို့မဟုတ်လို့ရှင်ကပတ်တက်တဲ့ခါကြလို့ရှင်ပါသွားမှာပဲဆိုတော့เนาะဒီခါမှာလေဒီနှစ်ခုပိတ်ဆံနှစ်ခုပူတဲ့ဟာကဲအရှိချမ်းပြီးသွားပြီဆိုတော့အရှိချမ်းပြီးသွားပြီဆိုတော့အတူချမ်းအတူချမ်းဘက်အချမ်းမှာလဲဒီလိုမျိုးပုံနေတဲ့အတူလေးရှိတယ်ပေါ့เนาะအဲ့အတူလေးကိုကြတော့နောက်ဘက်ကိုတော့ဝတ်ခောက်လိုက်တယ်ခောက်ပြီးသူ့ကိုလည်းအဲ့လိုပဲပုတ်ပဲအချမ်းလိုပဲချေတော့3စိတ်လောက်တောက်ကလေးပေါ့เนาะ3စိတ်လောက်တောက်ကလေးကို3စိတ်သုံးဖို့2စိတ်ပေါ့เนาะခါခါအရန်တင်နေကြွာရင်တော့ ၃စိတ်လောက်ထိုးပေါ့တိတ်မကွာဘူးဆို၂စိတ်လောက်ပဲထိုးလိုက်ရတယ်သူကခါတုတ်တယ်လေချဲဆိုလည်းခါတုတ်တယ်ဆိုတော့ဒီမှာဒီလိုမျိုးတောက်အတူလေးတစ်ချောင်းထပ်ပြီးတော့သွားချုပ်လာခဲ့မယ်နော်ဒီမှာနော်တောက်အတူလေးဒီဘက်အတူအတူဘက်ခြံကိုကြတော့တစ်ချက်ကတောက်အရင်ချုပ်လိုက်တယ်ပေါ့နော်တောက်ချုပ်ပြီးတော့မှသူ့ကိုညှက်ချမယ်သူ့ကိုညှက်ချတဲ့ခါကျလို့ရှင်ဒီဘက်ကနေပြီးတော့ဒီဓာတ်ဆက်ပါတဲ့ဘက်အခြံပဲနော်ဓာတ်ဆက်ပါတဲ့ဘက်အခြံကနေပြီးတော့မှတစ်ချက်တော့မြင်းဆောင်လေးတောက်ဖို့တော့အောက်ကိုတလက်မလောက်လေးချလိုက်နော် တလက်မလောက်လေးခြာပြီးပြီဆိုလို့ရှိရင်ဒီမှာတောက်နေရနားလေးကိုဒီတောက်နာပေါ့နော်သူရဲ့မူလာတောက်အေးတောက်နာကိုရင်းဆောင်ဆွဲမယ်ဆွမ်းနာကချုပ်ထားတဲ့တောက်ကိုတော့ဖြတ်သွားမယ်နော်ဆွမ်းနာချုပ်ထားတဲ့တောက်အတူလေးကိုဖြတ်သွားမယ်မြင်ရသလားမြင်ရနော်ရပြီနော်ဒါဆိုလို့ရှိရင်ကွင်းစိတ်သမိန်လေးကခန္ဓာကိုယ်မှာ ချက်ချက်ကက်ကက်ကလေးနဲ့ပြီးပါပြီเนาะဒီဥစ္စာလေးကို share တော့ကပတ်တက်လိုက်ပြီဆိုလို့ရှိရင်ရပြီပေါ့เนาะဒါမျိုးလေးပါလို့အရှိလေးရလွတ်ပြီးတော့တက်နေရမယ်เนาะတို့မှသာလမ်းလျှောက်တဲ့အခါကြလို့ရှိရင်လွတ်လွတ်မြောက်မြောက်ဖြစ်မှာเนาะမဟုတ်လို့ဆိုလို့ရှိရင်မရအောင်ရမယ်เนาะဒါဆိုလို့ရှိရင်ကိုကြိတ်ထမင်းလေးရပြီးပါပြီအားလုံးပဲအဆင်ပြေကြပါစေ